ကျွန်တော်ထွက်တဲ့တခြင်းကနည်းနည်းလေးဒီဒီနှစ်ထဲနည်းနည်းလေးစိတ်တယ်ပြောရမှာပေါ့နော်ဆိုတော့ဟိုအခုနောက်ဆုံးထွက်ဖြစ်တဲ့တခြင်းဆိုရင်အာဒါအမှတ်မရှိတဲ့ငါပေါ့အာ single sound လေးတွေထွက်ဖို့ကတော့နည်းနည်းလေး ပြန်နားမယ်ပေါ့နော်ဟိုနားပြစ်မယ်အဲဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်အဲ single လေးတွေထွက်တာ single sound လေးတွေထွက်တာနည်းနည်းလေးအရန်စိတ်တော့အာဟုတ်ကဲ့ပါအာအခုကျင်းပတဲ့ပွဲလေးအပြည့်စုံလေးပြန်ပြောရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒါတေးရေးဆရာဦးမြင့်ချစ်သူရဲ့ဂီတတက်တန်45နှစ်ပြည့်တဲ့ထိမ့်မတ်နေနဲ့ဒါသူ့ရဲ့ကြော်ကြားခဲ့တဲ့တေးများပေါ့နော်ဟိုရေးခဲ့တဲ့တချင်တွေအများကြီးခဲ့ရမှာအာဟိုအများဆုံးပေါ့နော်လူတွေ အများဆုံးအကြိုက်နှစ်သက်ခဲ့ကြတဲ့ကြော်ကြားဒေးတွေကိုအာဒီတချင်းလေးတွေကိုကျွန်တော်တို့အာဂီတညီကိုမော်တော်မတွေကနေပြီးတော့ဟိုပြန်ပြီးတော့အမတ်တရအနေနဲ့ပေါ့နော်ပြန်လဲတီးဆူဖြစ်တဲ့ပွဲလေးဖြစ်ပါတယ်။တေးဆရာဦးမချစ်သူရဲ့တချင်းလေးတွေကိုကျွန်တော်အာကျွန်တော်တို့အနေနဲ့ပေါ့နော်ပြန်ပြီးတော့တီးဆူခဲ့တာဆိုရင်အာညီမလေးစုထက်လိုက်နေကျွန်တော်နဲ့အတူပြန်ပြီးတော့တီးဆူခဲ့တယ်။တန်ရောစင်မပြတ်ဘူးဆိုတဲ့တချင်းလေးရှိတယ်။အပြီးတော့အာဆရာကိုရိုင်းပေါ့နော်စီစဉ်ပြီးတော့ထုတ်လုပ်ဖြစ်တဲ့သူပဲပိုင်တဲ့24နိုင်ဆိုတဲ့အခွေလေးထဲမှာ အာတေးသန့်ရှင်ဂျူဝယ်နဲ့ကျွန်တော်နဲ့အဲပြီးတော့အာတေးသန့်ရှင်ပဝိထန်နဲ့ကျွန်တော်နဲ့ကျွန်တော်နှစ်ယောက်ပေါ့နော်အဲသူဝဲဆိုတဲ့တခြင်းလေးရဲ့ခဏလေးများဆိုတဲ့တခြင်းလေးရဲ့ဒါဆရာမင်းချက်သူနဲ့ ကျွန်တော်နဲ့ပေါ့နော်ဟိုဆက်ဆက်မိတဲ့တချင်းလေးတွေပါအာဒီတချင်းလေးတွေကျွန်တော်တို့ဒီဆိုပြစ်ပြစ်ပါတယ်ဆိုတော့ဒီပွဲလေးမှာကကြတော့ကျွန်တော်တို့အခုဒီဆိုထားပြတဲ့တချင်းလေးတွေမဟုတ်ဖဲနဲ့ပေါ့နော်အာဆရာကလည်းကျွန်တော်ကိုဟို request လုပ်တယ်ပေါ့နော်ဒါဟိုပုံမှန်ဆိုဆိုနေကြမဟုတ်တဲ့အဲတခြားတချင်းပုံစံလေးတွေသူစဉ်းစားပေးထားတာလေးတွေရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ကကံကောင်းခြင်းလက်ဆောင်အာပြီးတော့ဒုတိယတစ်ပုဒ်ကကြတော့24နာရီအဲပြီးတော့တတိယပုဒ်ကကြတော့ဟို စိတ်ကူးတောင်ပန်များပေါ့နော်အဲပြီးတော့လို့ရှိရင်အဲဂျူဝဆောင်းအနေနဲ့အဲဒီပွဲလေးမှာအဲတိတန်ရှင်ဝိုင်းလေးနဲ့ကျွန်တော်နဲ့ကရှေ့ဆက်ရစဉ်းစားပါဆိုတဲ့တခြင်းလေးပေါ့နော်ဟောဒီတခြင်းလေးလေးပုတ်ကိုကျွန်တော်ကအမတ်တရပါဝင်ပြီးတော့တည်ဆူဖြစ်ပါတယ်ကျွန်တော်ထွက်တဲ့တခြင်းကနည်းနည်းလေးဒီဒီနှစ်ထဲနည်းနည်းလေးစိတ်တယ်ပြောရမှာပေါ့နော်ဆိုတော့ဟိုအခု နောက်ဆုံးထွက်ဖြစ်တဲ့တခြင်းဆိုရင်အာဒါအမှတ်မရှိတဲ့ငါပေါ့ဒါပြင်ဦးလွင်မှာရှိတဲ့တေးတေးဆိုကိုညိုမိုင်းပေါ့နော်ဟိုတခြင်းတွေလည်းအများကြီးရေးပါတယ်တခြင်းကောင်းတွေလည်းအများကြီးရှိပါတယ်အာကိုညိုမိုင်းကရေးဆက်ပေးထားတဲ့အာအမှတ်မရှိတဲ့ငါဆိုတဲ့တခြင်းလေးဒါကျွန်တော်ဆိုလိုပေါ့နော်ကျွန်တော်တယောက်တည်းအနေနဲ့ကနောက်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်အာဒီကြားထဲမှာတော့အဲ collab ပေါ့နော် collab လုပ်တဲ့ project လေးတွေကတော့ရှိပါတယ်ဗျအာအခုကြားထဲမှာဆိုရင် unknown unknown band ကပေါ့နော်ဟိုညီမလေးဝင်းနေမအောင် ်တခြင်းလေးမှာကျွန်တော် featuring အနေနဲ့ပါပြီးတော့ပါဝင်ပြီးတော့ဒီဆိုဖြစ်ပါတယ်အဝေးများဝေးရေပေါ့အဒီတခြင်းလေးကိုကြတော့တေးရေကိုမိုးထက်ပေါ့နော်မိုးထက် home plus ကနေပြီးတော့ရေးပေးထားတာပါဟုတ်အဲ့ဒါလေးထွက်ဖို့ရှိပါတယ်အိုတချင်းခက်စိတ်စိတ်ထွက်ဖြစ်တယ်ဆိုတာထက်လေကျွန်တော်ရှိမှာရှိနေတဲ့တချင်းလေးတွေကိုမြန်မြန်လေးတွေပေါ့နော်ဟိုဘာလို့လဲဆိုတော့အချိန်တိုင်းတာတစ်ခုရအောင်ထွက်ဖြစ်အောင်ဟို အရန်လဲကြာနေလို့လည်းမဖြစ်ဘူးပေါ့အဲ့လိုဆိုတော့သစင်းလေးတွေထွက်ဖို့ကိုကျွန်တော်ဟိုမြန်မြန်လေးဟိုအယ်ဘမ်လေးလဲကျွန်တော်ဟိုနောက်ထပ်ပေါ့နော်ကျွန်တော်ရဲ့ဒုတိယမြောက်အာ EP EP လေးဖြစ်ဖို့များပါတယ် EP အယ်ဘမ်လေးထွက်ဖို့ရည်ရွယ်နေတယ်ဆိုတော့ဒီ solo single sound လေးတွေကိုကျွန်တော်အဓိကမြန်မြန်လေးဖြတ်တာပေါ့နော်မြန်မြန်လေးထုတ်ဖြစ်နေတာပါအဓိကကတော့ဟိုပါပေါ့နော်ဒါအခုနောက်ပိုင်းကတော့ကျွန်တော်တချင်းရွေးပြတာကတော့ဒါကိုစိတ်ကြိုက်လုပ်ချင်တဲ့တခြင်းမျိုးတွေကြတော့ကျွန်တော်တသက် project အနေနဲ့တခုထားတယ်အဒီဘက် အဒီဘက်ဆိုတာဟိုဒီဟိုပါပေါ့နော်ဒီကျွန်တော်တချင်းနေနားဆင်ပြပြီးတော့အဒီနားဆင်ပြတဲ့အချိန်မှာအကျိုင်းနှစ်သက်တဲ့ feedback ကိုကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာဒီအမျိုးအစားပေါ်မှာမူတည်ပြီးတော့အာကျွန်တော်လုပ်ဖြစ်တဲ့တချင်း style လေးတွေကလည်းဒါကျွန်တော်ပြိုင်ပွဲတုန်းကအာထွက်ခါစားလိုမျိုးပေါ့နော်ကျွန်တော်တို့အာ pop ပုံစံမျိုးဖြစ်တဲ့တချင်းမျိုးလေးတွေအဓိကရွေးပြီးတော့ကျွန်တော်ပြန်လုပ်ဖြစ်ပါတယ်ခုကတော့အာလောလောဆယ်ကတော့ကျွန်တော်လုပ်ဖြစ်တာကတော့ပေါ့နော်ဟိုဟာအာ site ထားတာကတော့ဟို EP project လေး ပေါ့เนาะကျွန်တော်ထွက်ချင်တဲ့အဲ project လေးတစ်ခုကိုပြီးအောင်အမြန်ဖြတ်နေတယ်အပြီးတော့မကြခင်ချိန်မှာလည်းနောက်ထပ်အဲ collab EP project တစ်ခုရှိပါတယ်အဲ့ဒါလေးလည်းကျွန်တော်မြန်မြန်ဖြတ်နေတာပေါ့เนาะအဲ့နားလေးနှစ်ခုပေါ့အဲ့ project လေးနှစ်ခုကိုကျွန်တော်အဓိကလေးအရင်ပြီးအောင်စူးစမ်းပြီးတော့လည်းလုပ်နေပါတယ်ဒီကြားထဲမှာကတော့ဟို solo single sound ပေါ့ sorry single sound လေးတွေထွက်ဖို့ကတော့နည်းနည်းလေးပြန်နားမယ်ပေါ့เนาะဟိုနားပြစ်မယ်အဲဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်အဲ့ single လေးတွေထွက်တာ single sound လေးတွေထွက်တာနည်းနည်းလေးအရင်စိတ်တော့အာ ဘယ်လိုဖြစ်နေလဲဆိုတော့ဟိုးအရှိကတခြင်းလေးတွေကိုပြန်ပြီးတော့ကျွန်တော် reimagining ပြန်လုပ်ရှင်တယ်ပေါ့နော်ပြန် remake လေးပြန်လုပ်ရှင်တယ်အဲ့ဒါလေးတွေရှိပါတယ်ဆိုတော့အဲ့အဲ့လိုဆိုတော့အလုံးနည်းနည်းလေးလောရမဲ့ကိစ္စလေးတွေနည်းနည်းလေးများတယ်ပေါ့နော်ဆိုတော့ဂီတနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာအဲ့ဒီကိစ္စလေးတွေလုပ်ဖြစ်နေပါတယ်။တခြင်းတော်တော်များများတိုင်းကတော့ကျွန်တော်ရွေးချယ်ပြစ်တာပေါ့နော်တီဆိုပြစ်တဲ့တခြင်းတိုင်းကတော့အာစာသားလေးတွေကျွန်တော်အဓိကဖတ်ကြည့်တယ်။အာစာသားလေးပေါ်မှာကျွန်တော်လိုက်ပြီးတော့တီဆိုကြည့်တယ်ခံစားကြည့်တယ်။ပြီးတော့မှကျွန်တော်ရဲ့တဟစာသားဖြစ်တယ်လို့ ခံစားလို့ရတဲ့တခြင်းမျိုးလေးတွေကျွန်တော်အဓိကယူပြီးတော့စိုးပြစ်တာပေါ့ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးတော့ဟိုပြင်ဆင်လာပြီးတော့တီးဆိုဖျော်ပြပါမယ်ခင်ဗျာအာဆာမေချွတ်သူရဲ့ဂီတတက်တန်း45နှစ်မြောက်ပေါ့နော်ဟို45နှစ်မြောက်အထိမ့်မတ်45နှစ်ပြည့်တဲ့အထိမ့်မတ်နေနဲ့စီစဉ်ကျင်းပပြုလုပ်ဖြစ်တဲ့တဟာတော့ရန်ကုန်မှာကျင်းပပြုလုပ်ဖြစ်တဲ့အာဆာမေချွတ်သူရဲ့ကြော်ကြားတေးများပေါ့နော်ဒီစီစဉ်လေးမှာအာကျွန်တော်အနေနဲ့ဒါ အငယ်ဆုံးပေါ့နော်ဟိုအငယ်ဆုံးဆိုတာဟိုဂျူနီယာဖြစ်ဆုံးအဒေသန်ရှင်တူဦးနေနဲ့ပါဝင်ဖို့ဖိတ်ခေါ်ပေးတဲ့ဆရာမင်းချစ်သူလည်းဒီနေ့ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဆရာကိုလည်းကာရောပြုပါတယ်ဆရာဂီတတတ်တန်ဒီထက်မကနှစ်များစွာတိုင်အောင်ဆရာရဲ့ဟိုဂီတအမွေနှစ်တွေအားလုံးကိုဆက်လက်ဖန်ပြီးပုံဖော်ရင်းနဲ့လည်းဟိုလူငယ်တွေမျိုးဆက်တဲ့တွေတို့ကိုလည်းတချင်းကောင်းတွေအများကြီးဆက်လက်မွေးထုတ်ပေးနိုင်ပါစေလို့လည်းဆုမွန်တော်တောင်းပေးပါတယ်ခင်ဗျမြန်မာစတာပါစား